မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်။မြို့သိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မန်စီမြို့နယ်တစ်ခုလုံးကို KIA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်ကချင်အလံတော်များကိုလွှင့်ထူခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ10ရက်နေ့မနက်10:20မိနစ်ခန့်မှာမန်စီမြို့အခြေစိုက်အကြမ်းမဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ချံတိုက်ရင်များဖြစ်တဲ့ခမာယာ319ခမာယာ611နဲ့ အမြောက်တက်၃ငါးနှစ်တိုက်ရင်များအားလုံးကို KI ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မန်စီမြို့နယ်တစ်ခုလုံးကိုထိန်းချုပ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်အချက်ဘတ်စစ်တပ်ရဲ့တိုက်ရင်များမှာလွင့်ထူထားတဲ့အလံများကိုဖြုတ်ချလိုက်ပြီးကချင်အလံတော်များကိုလွင့်ထူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မန်စီမြို့နယ်ကတော့စစ်ခွဲတွေလုံးဝကင်းစင်သွားပါပြီ။ကချင်အလံတော်တွေလွင့်ထူခဲ့တဲ့မန်စီမြို့နယ်တစ်ခုလုံးကိုထိန်းချုပ်နိုင်ခဲ့ပြီလို့ KI ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ 2023ခုနှစ်ကလေးကစတင်ပြီးတော့မန်စီမြို့နယ်ကို KIA ကထိုးစစ်ဆဲတိုက်ခိုက်ခဲ့ခြင်းဖြစ်က2024ခုနှစ်မေလ23ရက်နေ့ညနေပိုင်းမှာမန်စီမြို့ကိုထိန်းချုပ်နိုင်ခဲ့တော့လဲကြံရှိနေတဲ့ခမရ6ရက်တဲ့ခမရ319နဲ့အမြောက်တပ်392တို့ကိုဇန်နဝါရီလ10ရက်နေ့မှာထမှန်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးမြို့နယ်တစ်ခုလုံးကို KIA ကထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာဗမော်မြို့နယ်ကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ရေးအတွက် KIA က ထိုးစစ်များကိုအရှိန်ဟုန်မြင့်တင်လျက်ရှိပြီးတော့အထူးသဖြင့်စကခ21ကိုဥတည်ပြီးတော့ထိုးစစ်ကိုစင်ရဲနေတယ်လို့သိရပါတယ်။စကခ21မှာစစ်ကောင်စီတပ်များစုဝေးပြီးတော့ခုခံနေတဲ့အတွက်တိုက်ပွဲများဟာအလွန်ပြင်းထန်နေတယ်လို့သိရပါတယ်။ဗမာမျိုးရဲ့နေရာတော်တော်များများကိုရထားပါပြီ။လေရင်နဲ့ဘုံကျဲတာတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကတော့အလွန်ကိုပြင်းထန်နေစေဖြစ်ပါတယ်။ထိုးစစ်ကိုတော့အရှိန်ဟုန်မြင့်နေပါတယ်လို့ KI ရဲ့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ ်ဗမော်မျိုးကိုလည်းဒီသမားလ၄ရက်နေ့ကလေးက KI ဥဆောင်တဲ့တော်လိုက်တက်များကအရှိန်အဟုန်နဲ့ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းတရင်အရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ရခိုင်မှာစစ်တုံးပန်းအဖြစ်နဲ့ဖမ်းဆီးခံထားရတဲ့ ဘုံမူးချုပ်၃ဦးရဲ့မိသားစုဝင်များအနေနဲ့စစ်တပ်စီကနေပြီးတော့လစာတွေထုတ်ယူခွင့်မရတော့ဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေအေကဒီဇင်ဘာလ20ရက်နေ့မှာအမ်းမြုံနယ်မှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာဒုတိယတိုင်မူဘုံမူးချုပ်တောင်းထုံးကို၎င်းတိုင်ဦးစီးချုပ်ဘုံမူးချုပ်ကျော်ကျော်တန်းကို၎င်းဒီဇင်ဘာလ10ရက်နေ့ညနေပိုင်းမှာစကခ15ကတမမှုဘုံမူးချုပ်တူရင်ထွန်းကိုမောင်တော်မှာ၎င်းအရှင်လက်ရဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ယခုကအဲ့ဒီဘုံမူးချုပ်၃ဦးရဲ့မိသားစုဝင်များအနေနဲ့ စစ်တပ်ကလစာတွေကိုထောက်ယူခွင့်မရတော့ဘူးလို့သိရပါဗျ။ဒါအပြင်စစ်တပ်ကပေးအပ်ထားတဲ့နေအိမ်တွေကလည်းများမကြာမီမှာရွှေ့ပြောင်းရတော့မယ့်အခြေအနေတွေရှိနေတယ်လို့သိရပါဗျ။စစ်တုံးမန်းအဖြစ်နဲ့အဖမ်းခံထားရတဲ့ဗိုလ်မှူးချုပ်တူရင်ထွန်းကဇနီးနန်းဖြူဖြူဖြုံတမီးတတ်ထားဆန်နဲ့တာခန့်ဆက်သွဲတို့ကြံရိတ်ခဲ့ပါတယ်။အခုသူ့မိန်းမနဲ့တာသမီးတွေကသူ့အဖေရဲ့လစာကိုစစ်တပ်ကနေထောက်ယူလို့မရတော့ဘူးလို့သိရပါဗျ။ဗိုလ်မှူးချုပ်ပေါင်းထွန်းနဲ့ဗိုလ်မှူးချုပ်ကျော်ကျော်တန်းတို့မိသားစုတွေလည်းလစာထုတ်လို့မရတော့ပါဘူး။ တက်ကပေးထားတဲ့နေရာတွေကပါဖယ်ခိုင်းတော့မယ်လို့သိရပါတယ်။ဘုံမှုချုပ်ကြော်ကြော်တန်းကတော့စစ်တီတွေနဲ့အရာရှိတွေကိုလက်နက်ချဖို့အလံဖြူထောင်ဖို့ထွက်ပြောလိုက်တော့သူ့မိသားစုကတော့အခြေအနေအဆိုးဆုံးဖြစ်နေပါတယ်လို့တက်တွင်းသတင်းရေးမြစ်ကပြောဆိုထားပါတယ်။အေအေကဖမ်းဆီးရရှိထားတဲ့စစ်တပ်ဘုံမှုချုပ်၃ဦးတည်းကဘုံမှုချုပ်သူရိန်ထွန်းဟာအလဲပိုင်းတိုင်းစစ်ဌာနချုပ်မန္တလေးမှာတိုင်းဦးစီးချုပ်အဖြစ်နဲ့တာဝန်ထမ်းဆောင်တဲ့အချိန်ကပြည်သူများကိုပြစ်ခတ်တပ်ဖြတ်ခြင်းနန်းတွင်းစစ်ကြောရေးမှာနိုင်ငံရေးတပ်တော်လှုပ်ရှားသူများကိုဖမ်းဆီးညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ခြင်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ဘကတာចောင်းသူတချို့ကိုမရင်းကျင်တက်ဖြတ်ခြင်းနဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးနာမည်ကြီးတဲ့ဆရာတော်အလင်းကားကျဲကိုထောင်ကထွက်လာပြီးတဲ့နောက်တက်ဖြတ်ခြင်းများအပါအဝင်စစ်ရာဇဝတ်မှုများကိုအမိတ်ပေးကျူးလွန်ခဲ့သူဖြစ်ပြီးတော့ အေအေကသူကျုံးလွန်ထားတဲ့စစ်ရာဇဝမှုများနဲ့ပတ်သက်ပြီးတော့စုံစမ်းစစ်ဆေးပြီးတော့အေးအေးယူသွားမှာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။အလားတူပဲဒုတိယတိုင်းမုံဘုံမှုချုပ်တောင်းထောင်းဟာလည်းစစ်တပ်ကတော်အပတ်ဆက်41တောင်းဆင့်ဖြစ်ပြီးတော့စစ်ပွဲကာလတွေအတွင်းမှာရခိုင်တိုင်းရင်းသားရဲသားပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်း လေချောင်းနဲ့ဘုံကျဲတပ်ဖြတ်ခြင်းများမှာအ धिक ပါဝင်နေသူများဖြစ်တယ်လို့သိရပါဗျ။ဘုံမှုချုပ်ကြော်ကြော်တန်းဟာလေအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တိုင်းဦးစီးချုပ်ဖြစ်လာပြီးတော့ပြည်သူကိုပြစ်မှတ်ထားတဲ့တပ်ဖြတ်မှုများလေချောင်းကနေဘုံကျဲတိုက်ခိုက်မှုများမှာတိုက်ရိုက်ပါဝင်ပတ်သက်လျက်ရှိတယ်လို့တပ်တွင်းသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းဟန်ဂျီကျွတ်မြို့အမတ်နဲ့ရက်ကွက်ကစစ်မှုတန်းတပ်သားအောင်နိုင်ထွန်းနဲ့တပ်ပိုင်စိုးတို့နှစ်ဦးဟာရခိုင်တိုက်ပွဲတွေမှာတေဆုံးသွားခဲ့တော့လေမိသားစုကိုစစ်တပ်ကအကြောင်းမကြားဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဟန်ဂျီကျွတ်မြို့အမတ်နဲ့ရက်ကွက်ကစစ်မှုတန်းအပတ်စဉ်၃တင်းတန်းတိုက်ရောက်ခဲ့ရတဲ့တပ်သားအသက်23နှစ်အရွယ်အောင်နိုင်ထွန်းနဲ့အသက်26နှစ်အရွယ်တပ်ပိုင်စိုးတို့နှစ်ဦးဟာရခိုင်တိုက်ပွဲတွေမှာတေဆုံးသွားခဲ့တယ်လို့သိရပါတယ်။၎င်းတေဆုံးမှုကိုမြင်တွေ့ခဲ့ရတဲ့တပ်တွင်းတွေကမိတ်ဆွေများကမိသားစုထံကိုဖုန်းဆက် က်ပြီးတော့အကြောင်းကြားခဲ့တော့လေစစ်တပ်ကတရားဝင်အသိပေးအကြောင်းကြားခြင်းမရှိဘူးလို့ပြောပါတယ်။ဒါကြောင့်ကြံရည်တဲ့မိသားစုများကစစ်တပ်ထံကိုတရားဝင်ဆက်သွယ်ပြီးတော့မေးမြန်းကြည့်ရမှာနှစ်ဦးစလုံးတိုက်ပွဲမှာတေဆုံးတယ်လို့မပြောဘဲပျောက်ဆုံးနေတယ်လို့သာစစ်တပ်ကပြန်ဖြေခဲ့တယ်လို့သိရပါတယ်။စစ်မှုထမ်းအပတ်စဉ်၃တင်းတန်းစဉ်ကိုအောင်နိုင်ထွန်းနဲ့ကိုတပ်ပိုင်စိုးကအတင်းကျပ်စစ်တပ်ထဲကိုအသွင်းခံရတဲ့သူတွေပါအသက်တွေက20ကျော်လေးတွေသူတို့ကရခိုင်တိုက်ပွဲမှာကြာဆုံးသွားတာကိုတပ်ထဲကမိတ်ဆွေတွေကမိသားစုကိုလှမ်းပြီးတော့ဖုန်းဆက်ပြီးပြောပါတယ်အဲ့ဒါမိသားစုကတပ်ဘက်ကိုမေးတော့ ကြာဆုံးတယ်လို့မပြောဘူးပျောက်ဆုံးနေတယ်လို့ပဲပြန်ဖြေတယ်လို့မိတ်ဆွေတအုပ်ကရှင်းပြထားပါဗျ။စစ်မှုတန်းတက်တန်းတူတောင်းခြင်းပျောက်ဆုံးစရင်အသွေးထားခြင်းတို့ကြောင့်တေဆုံးသွားတဲ့စစ်မှုတန်းကိုအောင်နိုင်ထွန်းနဲ့ကိုတပ်ပိုင်ဆိုးတို့အတွက်ဘာချိုးခံစားခွင့်ကိုမှစစ်တပ်ကပေးနိုင်မှာမဟုတ်ဘူးလို့ပြန်လည်ပြောဆိုလိုက်ပါဗျ။ဒါအပြင် EAR တိုင်းဟိုင်းကြီးကျွန်းမျိုးအမှတ်နဲ့ရက်ကွာမှာရှိတဲ့အကြမ်းမဲ့စစ်တပ်ကခံထားတဲ့အုတ်ချုပ်ရေးမှုမင်းနိုင်သူဟာစစ်မှုတန်းမဲပေါက်တယ်ဆိုပြီးတော့ပြည်သူတွေစီကနေပြီးတော့ငွေကျပ်35သိန်းကနေ3000အထိတောင်းခံနေတာ စစ်မှုထမ်းအစားလိုက်မဲ့သူတွေကိုလည်းဂျားတွေကနေအမျက်တင်ပြီးတော့ပတ်စံတွေယူနေတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားပါတယ်။ငွေကြေးလိုအပ်ချက်ကြောင့်စစ်မှုထမ်းအစားထိုးစစ်ထဲလိုက်ကြမဲ့သူတွေကိုလည်းပတ်စံအနှဲငယ်သာပေးပြီးတော့ရွာကလူတွေစီကတော့လူတယောက်ကို350အထိအပြည့်တောင်းခံနေခြင်းဖြစ်တယ်လို့သိရပါတယ်။ရွာကစစ်မှုထမ်းပို့လိုက်တဲ့လူငယ်3ဦးထဲမှာ2ဦးကတော့ရခိုင်စစ်စင်ရေးမှာတိတ်ဆုံးသွားပြီဖြစ်တယ်လို့သိရပါတယ်။စစ်မှုထမ်းပို့ခံရပြီးတော့အဲ့ဒီလူငယ်နှစ်ဦးဟာလည်းတိတ်ဆုံးသွားတဲ့အတွက်စစ်တပ်ထံကနေပြီးတော့ဗာအကျိုးခံစား권ကိုမှမရဘူးလို့သိရပါတယ်။ သေဆုံးသွားတဲ့သူတွေဟာအသက်23နှစ်အရွယ်ကိုအောင်နိုင်ထွန်းနဲ့အသက်26နှစ်အရွယ်ကိုတပ်ပိုင်စိုးတို့ဖြစ်တယ်လို့သိရပါဗျ။အခြေအနေကတော်တော်ကိုစိုးနေတာပါ။စစ်မှုထမ်းနေသူလို့တော့ရောင်းစားပြီးတော့ရွာမှာလဲစစ်မှုထမ်းပို့တာ3ယောက်မှာ2ယောက်ကတေသွားပြီ။အခုလဲရွာမှာစစ်မှုထမ်းမှုတယောက်စရင်ကြတယ်ဆိုပြီးတော့390ပေးလိုက်ရတယ်။ဆက်နှစ်လပိုင်းအတွက်တဲ့ရွာကလူတွေစီကပတ်စံကောက်တာမပြေလို့လိုက်ရတဲ့လူအိမ်ကအိမ်နဲ့ခြံကိုပေါင်ပြီးတော့သူ့ကိုအပြစ်ပေးရပါတယ်။တခြားကလူငယ်တွေကိုလည်းရွာကိုအများခေါ်ပြီးတော့ရွာအစားဆိုပြီးတော့ထဲ့တယ်။ ်ရွာကပေးလိုက်တဲ့ပတ်စံ350ကိုတော့သူကအပြည့်ယူလိုက်ပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင်စစ်မှုထမ်းလိုက်မဲ့လူတွေကသာအဲဆင်းလုပေးခြင်းဖြစ်ပြီးတော့အဲ့ဒီလူတွေကိုလည်းသူ့ရဲ့အိမ်မှာခေါ်ထားတယ်လို့သိရပါတယ်တခြားလာနေတဲ့လူတွေကတော့အဲဆင်းလုံးဝမပေးဘူးလို့ပြောပါတယ်စစ်မှုထမ်းအစားထိုးလိုက်မဲ့လူတွေကိုလည်းပတ်စံအပြည့်မပေးဘဲဂျားကနေပြီးတော့ပတ်စံဖြတ်ယူခြင်းတွေကိုလည်းလှုပ်ဆောင်နေတယ်လို့ဒေသခံပြည်သူများကတိုင်ကြားထားပါတယ်အခုဆိုရွာကနေသူရောင်းစားရတဲ့ဒူတိုင်းကတေကုံကြပါပြီ အဲ့ဒါတည်သွားတာကိုတည်တည်ကြီးနဲ့လဲထပ်ပြီးတော့ရောင်းစားနေပါတယ်သူ့သားကိုကြတော့မြောက်တွေကိုပို့ထားပါတယ်အခုလဲနှစ်ယောက်မဲပေါက်တယ်ဆိုပြီးတော့မိဘတွေကိုအတင်းလက်မှတ်ခေါ်ထိုးခိုင်းပြီးကလေးတွေကိုပြန်ခေါ်ပေးပါဆိုပြီးချင်းချောက်နေပါတယ်သူကနားမလဲမတက်ကြွနဲ့သူတွေကိုပဲစစ်သေးပို့တဲ့စည်ရင်နဲ့ထဲ့တာပါလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေအေကတိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်ရံပြဲကျောင်းကြောင်းနေမော်ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်ပြည်သူအယောက်40ခန့်တိမ့်ဆုံးပြီး20ဦးခန့်ဒဏ်ရာရရှိကလူနေအိမ်အလုံး900ခန့်မိလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ8ရက်နေ့မွန်းလွဲတနင်္လာအချိန်ကမှစစ်ကောင်စီရဲ့ Jet Fighter တစ်စီးကရံပြဲမြို့နယ်ကြောင်းနေမော်ကိုဘုံကျဲချခဲ့ရာဒေသခံပြည်သူအယောက်40ခန့်တိမ့်ဆုံးပြီး20ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင် စစ်လေရင်နဲ့ဘုံကျဲချမှုကြောင့်ကြောင်နေမော်တိုက်နယ်တောင်ပိုင်းရက်ကွက်မြောက်ပိုင်းရက်ကွက်အလယ်ပိုင်းရက်ကွက်မှာရှိတဲ့ပြည်သူများရဲ့နေအိမ်အလုံး900ခန်းလည်းမိလောင်ပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ပဇွန်တောင်ချောင်းကိုဖျက်ဆီးပြီးတော့တိစောက်ထားတဲ့ ဂျပန်တရားအနီးမှာပြုတ်လုတဲ့ဈေးရောင်းပွဲတော်ကိုတွားရောက်ခဲ့တယ်။အသက်၁၈နှစ်အရွယ်ကိုကျော်ကျော်ကိုအကြမ်းဖက်စစ်တပ်ကရိုက်နှက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ၄ရက်နေ့ညနေပိုင်းမှာအသက်၁၈နှစ်အရွယ်ကိုကျော်ကျော်ဟာဗစွန်တောင်ဂျပန်တရားအနီးမှာပြုတ်လုတဲ့ဈေးရောင်းပွဲတော်ကိုတွားရောက်တဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးပြီးတော့ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတယ်လို့သိရပါတယ်။ကိုကျော်ကျော်ကိုစစ်တပ်ကရိုက်နှက်ပြီးပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ကို၎င်းရဲ့မိတ်ဆွေဖြစ်သူထံကို message ပို့ပြီးတော့ဖခင်ဖြစ်သူကိုအကြောင်းကြားပေးရန် ်ပြောဆိုခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်ကိုသူ့ရဲ့ဖခင်ဖြစ်သူသိရှိသွားပြီးတဲ့နောက်တားပြစ်သူစီကိုဖုန်းနဲ့ဆက်သွယ်တော့လဲဖုန်းဆက်ပိတ်ထားတယ်လို့ပြောပါတယ်။အကြမ်းမဲ့ဆက်တကပေါ်တာဆွဲဖမ်းဆီးသွားတဲ့ကိုကျော်ကျော်ဟာရေးကျော်ပဇွန်တောင်မှာရှိတဲ့အထက်ဆိုင်တစ်ခုမှာအလုတ်လုံနေသူဖြစ်ပြီးတော့မိဘတွေကိုလောက်ကန်ကျွေးမွေးနေသူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မိခင်ဖြစ်သူဟာလဲတားပြစ်သူရဲ့စိတ်နဲ့အိယာထဲမှာလဲနေပြီးကြားမရေးမကောင်းဖြစ်နေတယ်လို့သိရပါတယ်။ပျောက်ဆုံးနေတဲ့ကောင်လေးရဲ့နာမည်ကမောင်ကျော်ကျော်ပါ။ အသက်က18နှစ်ပဲရှိပါသေးတယ်။ရေကျော်ပဇွန်တော်ကအထဲဆိုင်မှာအလုပ်လုပ်နေပါတယ်။လွတ်လပ်ရေးနေကပဇွန်တော်ဂျပန်တရားနာမှာဈေးရောင်းပွဲတော်လောက်တာကိုတွားရင်းနဲ့ပျောက်ဆုံးသွားတာပါ။သူကပေါ်တာဆွဲဖမ်းဆီးခံရပြီဆိုတာကို message နဲ့သူ့ရဲ့မိတ်ဆွေတအုပ်ကိုအကြောင်းကြားခဲ့ပါတယ်။ကျွန်တော်ကိုစစ်တပ်တွေကလာဖမ်းနေတယ်။ပါးတွေနားတွေကိုလည်းရိုက်တယ်။အဖေကိုလမ်းပြောပေးပါဆိုပြီးတော့သူက message ပို့ခဲ့ပါတယ်။သူစာပို့လိုက်တဲ့အတိမိတ်ဆွေကသူ့ရဲ့မိသားစုတွေကိုပြန်ပြောပြတော့မှသူပေါ်တာဆွဲဖမ်းဆီးခံလိုက်ရပြီဆိုတာကိုသိလိုက်ရတာ။ကောင်လေးရဲ့အဖေကသူ့ရဲ့သားရဲ့ဖုန်းကိုလှမ်းဆက်တော့ ဖုန်းကစပိတ်ထားတယ်လို့ပြောပါတယ်သူ့အမေကလည်းအဲ့ရထဲမှာသူ့ရဲ့သားစိတ်နဲ့လဲနေတယ်ကျမကြီးမကောင်းဘူးလို့မိသားစုဝင်များနဲ့နှီးဆက်သူတူကပြောပြထားပါတယ်ဒါအပြင်ရန်ကုန်မြို့ကမာရွတ်မြို့နယ်မှာနေထိုင်နေအသက်16နှစ်အရွယ်မောင်ဟိန်းဒီပါဇော်ဟာနေအိမ်ကနေကျောင်းကိုတွားရောက်တဲ့အချိန်မှာပျောက်ဆုံးသွားကြောင်းမိသားစုဝင်များကတိုင်ကြားထားပါတယ်ဇန်နဝါရီလ10ရက်နေ့မနက်9နာရီခွဲအချိန်ကမှမောင်ဟိန်းဒီပါဇော်ဟာကမာရွတ်မြို့နယ်စံရိတ်ငိမ်မှတ်တိုင်ကနေစိုက်ပျိုးရေးမှတ်တိုင်မှာရှိတဲ့လေ့ကျင့်ရေးအထက်တန်းကျောင်း TDC ကို YDS တစ်သုံးတစ်နဲ့ကြောင်းသွားပြီးတဲ့နောက်ကြောင်းကိုရောက်လာခြင်းမရှိဘဲပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲဇန်နဝါရီလ၁ရက်နေ့ကလည်းနေပြည်တော်ကနေရန်ကုန်ကိုလာတဲ့အသက်၁၆နှစ်အရွယ်မောင်ဆန်းဝင်းအောင်ဟာရန်ကုန်မြို့စုလိဖျားအနီးမှာပျောက်ဆုံးသွားကြောင်းမိသားစုဝင်များနဲ့နှိဆက်သူတို့ကပြောကြားထားပါတယ်။ပျောက်ဆုံးနေတဲ့မောင်ဆန်းဝင်းအောင်ဟာရန်ကုန်ကိုရောက်ရှိလာပြီးတဲ့နောက်စုလိကိုတွားရောက်လဲပတ်တဲ့အချိန်မှာပျောက်ဆုံးသွားခြင်းဖြစ်ပြီး ယနေ့အချိန်ထိကိုအဆက်အသွယ်မရသေးဘူးလို့ပြောပါရယ်မောင်ဆန်းဝင်းလေးကအမေမရှိတော့အဖွားနဲ့အတူနေတာသူ့အဖွားကလည်းသူ့စိတ်နဲ့ယူမတက်ဖြစ်နေပြီနေပြည်တော်ကနေရန်ကုန်ကိုလာရင်းနဲ့ပျောက်သွားတာသူကကြိုက်လန့်မျိုးထုံးကြီးရွာဇာတိပါနေပြည်တော်မှာအလုလုနေတာရန်ကုန်ကိုသွားနေရင်းနဲ့ပျောက်ဆုံးသွားတာလို့မိသားစုဝင်များနဲ့နှိဆက်သူတို့ကရှင်းပြထားပါရယ်ရန်ကုန်မြို့မင်္ဂလာတော်မြို့နယ်ဝါယာလက်မှာနေထိုင်တဲ့အသက်21နှစ်အရွယ်စိတ်ဝေဒနာခံစားနေရတဲ့ကိုဒွေးရာသာဟာ နိုဗ ెంబ ာလ20ရက်နေ့မှာနေအိမ်ကနေပျောက်ဆုံးသွားပြီးလက်ရှိအချိန်ထိကိုပြန်လည်တွေ့ရှိရခြင်းမရှိသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပျော်ရွှင်ရတဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ